ကျောက်ဖြူကอืมတိုက်ခွေ့ချမ်းနေတယ်เนาะတိုက်ခွေ့ချမ်းနေတယ်တိုက်ခွေ့ချမ်းနေသေးတယ်ရောက်လဲစစ်တပ်ဘက်ကလည်းစီရင်ချာရွေးချင်ခုခံနိုင်မှာကျောက်ဖြူမှာတိုင်ရင်းကเนาะဟို၃ရင်းလောက်ရှိမယ်၃ရင်း၄ရင်းလောက်ရှိမယ်နောက်ထပ်ဒီရေတက်ရှိမယ်เนาะနောက်ထပ်စစ်ကူတွေထပ်ပေါ်လာလိမ့်ရှိရဲ့အဲ့တော့အသေးချာတကူကတော့ကျောက်ဖြူကအေးအေးကစီရင်အားဖြစ်ဆိုချင်ရဲ့အသာစီးမဟုတ်တော့မှာပဲကိုယ့်ဘက်ကအဲပြစ်ဆက်လာတယ်ဒါကြောင့်ဒီမိုးစေးပြီးတော့ဒီမိုးစေးပြီးတွေးပြီးတော့သူတို့ချင်းချင်းတက်သေးမှာ ဖြစ်ချင်တိုင်းဖြစ်ပြတ်ချင်တိုင်းပြတ်နေကြတော့ လိုချရမီဘပီသူညကိုမော်နမများအားလုံးမင်္ဂလာပါ Newsbit Channel ကနေပြန်မပြန်လဲကြိုးဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ19ရက်နေ့ရက်ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ကျွန်တော်တို့ဒီနေ့ညမှာနောက်ဆုံးရှိထားတဲ့တလန်တင်ထူးတင်းကောင်းတွေဖြင့်ဘုံမရိုက်ခွဲချီကိုလမ်တန်တွေလည်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့အယုံဆုံးအနေနဲ့ခါတိုင်းလိုပဲတလန်တင်တွေလေးတွေကြည့်လိုက်ရအောင်နော်ပထမအောင်ဆုံးတင်တဲ့ဘုံအနေနဲ့ကတော့ စကိုင်းတိုင်းပရဲမြို့နယ်မှာရှိတဲ့ကန်တောင်ရဲစခန်းကိုတော်လိုင်းရဲမှာမိတ်တရကနေပြမပီတာတင်ပိုက်ရရှိပြီးဆိုတဲ့သတင်းကလေးပဲဖြစ်ပါတယ်။တင်ပိုက်မိတာမှန်ပါတယ်။အသေးစိတ်သတင်းကိုအချက်လက်အကုန်အပြည့်စုံမရသေးဘူးပေါ့။အဲ့ဒါကြောင့်မလို့ကျမတို့ရဲဘော်တွေနဲ့လည်းနည်းနည်းဆက်တက်ပြန်နေလို့အသေးစိတ်ချက်လက်တွေနဲ့တကွာသတင်းထုတ်ပြန်ပေးပါမယ်ဆိုပြီးတော့မှပြီးတိုးလို့မြဲရဲတမတော့ပြည်လေးပြောရေးစခွင့်ရှိသူရဲဘော်နီနီကျော်ကနေပြမဆက်လက်ပြောဆိုထားတာဖြစ်ပါတယ်။တန်စီရောထထကရုတ်ဘန်ကာတွေအထထမိုင်းကွန်းတွေထထဆေးရဲတွေထထနဲ့ဘယ်သူမှမတိုက်နိုင်ဘူးလို့ မမောက်နေတဲ့ black and out အခိုင်မှာခြေကုပ်ရက်စကန်ကိုငါတို့ပြက်လေတက်ကဒီနေ့မှာပဲအန်နိုင်တိုက်ပြီးတော့မှတင်းပိုက်နိုင်လိုက်ပြီးဆိုပြီးတော့မှပြက်လေရဲဘော်သူကနေပြီးတော့မှလူမှုကွန်ရက်မှာရေးသားထားတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးမျှော်လင့်ထားတယ်ပေါ့နော်ဒီကန်တော့ရက်စကန်ဆိုတော့တော်လန်ရဲဘော်တွေကနေပြီးတော့မှပြည်သက်တင်းပိုက်ရရှိထားတာဖြစ်ပြီးတော့မှမကြာခင်တော့ပဲစစ်ကောင်စီရဲ့ jet fighter တစ်စီးရဆိုတော့ဒီရက်စကန်ဒီမှာပဲကျွန်တော်ဘက်ကနေပြီးတော့မှပြစ်ချနိုင်ခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ န္တလေးတိုင်းမြင်းချမ်းမြို့နယ်အနိုင်ကျေးရွာနဲ့အကောင်းခွဲကျေးရွာကြားစစ်သားနဲ့ပြူစော်ထီတွေလိုက်ပါလာတဲ့ကားကိုဂျာဖြတ်တိုက်ခိုက်ခဲ့လို့ရုရှားပြန်စစ်တပ်ဘူကြီးပြည်ဖြိုးကြောင့်နဲ့ပြူစော်ထီကောင်းဆောင်မင်းတိုက်ပောင်းဝင်၃ဦးတေဆုံးခဲ့တယ်ဆိုတဲ့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ် တရင်ရတော့ကတော့ကားတစီးတဲလာမယ်လို့တရင်ရတာတကယ်သွားတိုက်တော့ကားနစီဖြစ်နေလို့လက်နဲ့တွေမရခဲ့ဘူးတစီးတဲဆိုပြီးတော့မှအနိကအပိုင်ဝိုင်းဖြစ်ခဲ့တာရုရှားပြန်ဘူကြီးလည်းတည်တယ်ဖြူစော်တီကောင်းဆောင်လည်းတည်တယ်ကားပေါ်ပါတဲ့လူ၄ဦးထက်က၃ဦးတည်တယ်ကျွန်တော်တို့ရဲဘော်တွေအားလုံးဘီကင်းဆိုပြန်လဲဆုတ်ခွာနိုင်ခဲ့ပါရတယ်ဆိုပြီးတော့မှမြင်းချန်ဘလက်တိုက်က MPD တပ်ဖွဲ့ကောင်းဆောင်ပုံမှန်ခဲရနေပြီးတော့မှဆက်လက်ပြောဆိုထားတာပဲဖြစ်ပါတယ်ဒါတော့ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ရုရှားပြန်ဆိုပြီးတော့မှထင်ကြီးနေကြတဲ့စစ်ခွေးဘူတွေအားဆိုလဲကျွန်တော်တို့တော်လန်တပ်ဖွဲ့အနေနဲ့တွေ့တဲ့အချိန်မှာတော့ချင်းမုံရှင်းလင်းချင်းကိုခံလိုက်ရတာပြီးတော့မှအခုဆိုတော့ကျွန်တော် ို့မြင်းချန်နယ်မှာတွေးဆနေတဲ့ပြူစော်ဒီခေါင်းဆောင်တကောင်ပါဆိုတော့ short သွားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျွန်မကတော့ရဲဘော်ရှမ်းလျားနေပြည်တော်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်တွင်းမှာစီလုံးမှုပြပြပြတော်မှာဟုတ်ဆိုရဲမရိမှုဖောက်ပြန်မှုတွေမြတ်ပြနေတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတာဖြစ်ပါတယ်ရဲဘော်ရှမ်းလျားဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်နော်အပြောချင်လို့မရတပ်တွင်းထဲမှာပဲအချင်းချင်းကပ်ပြီးတော့ဘုံနေကြဆက်ဆက်ပြီးတော့ကျွန်တော်မိသားစုတွေကိုတခုပြောချင်တယ် အချို့တော့ကျွန်တော်ရဲ့ညီကောင်မတော်တွေမသိသေးတာလည်းရှိတယ်တက်ထဲမှာငွေစည်းဝါရတယ် WYK အကုန်ရတယ်တက်ထဲစမ်းမ်းကြည့်ပါတနေ့ပြတ်ပြီးတော့ရင်းနေတဲ့သူတွေတိပါလေအဲ့ဒီရရှိတဲ့အကုန်လုံးပြီးပါ WY သုံးကြတယ်အခုကတော့ K ပေါ့ဗျငွေစည်း WY ဆိုလူမြင်ကြသေးတယ်ခင်ကြတော့လူသိမမြင်ဘူးလေကျတော့တုံးထားတယ်ဆိုရင်လည်းပဲနိုင်ွက်တနာဒီလိုပုံစံမျိုးလေးတွေရှိနေတာပေါ့ဗျာ ဆိုတော့ဒီလိုမျိုးမဲ့စီးတွေကိုသူတို့တွေကိုယ်ပိုင်ငွေနဲ့ဝယ်ပြီးတော့တုံးတာရှိတယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့အခြားသောနေရာတွေမှာဖန်စီရမိတဲ့မျိုးတွေစီးတွေကိုသူတို့ဟာနီးမျိုးစုံနဲ့ရောင်းဝယ်ဖောက်ကားတဲ့အပြင်သူတို့ကို၌တုံးနေတယ်ဆိုတာကိုလည်းကျွန်တော်တို့အချက်လက်တွေအရာသိရှိပြီးဖြစ်တယ်ဒါကြောင့်ဒီမျိုးတွေစီးတွေတုံးဒီမျိုးတွေစီးတွေချွေးပြီးတော့သူတို့ချင်းချင်းတက်ထဲမှာဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နေကြတာသူတို့ကလူမဟုတ်ပါဘူးသူတို့ကခွေးတအုပ်ဖြစ်နေတာဟုတ်ကဲ့ ခွင့်နဲ့ပိတ်လိုက်တဲ့ပုံစံလေးကျွန်တော်ပြပါဆိုတော့ already မိတ်လိုက်ကြတယ်ပြီးတော့သူလည်းမိတ်လိုက်ပြီးတဲ့ခွေးရလဲနောက်ထပ်ခွေးချီရထပ်ပြီးတော့မိတ်လိုက်ကြသေးတယ်အခြားကခွေးတွေကလည်းပဲမိတ်လိုက်ကြဘာဖြစ်လို့သူတို့ကဘာမှစီးမရှိဘာမှပေါင်မရှိဘာမှဘုံတိတ်ကမရှိဘူးအကျင့်တရားမရှိဘူးဆိုတော့သနာရှိတယ်မိတ်လိုက်ရအချိန်မိတ်လိုက်တဲ့ကာလာသူတို့မိတ်ကိုလိုက်အခုတက်တွဲမှာရှိနေတယ်အခြားဘက်စခွေးတက် ဖွဲ့ဝင်တွေနဲ့အရာရှိပိုင်းတွေအကုန်လုံးကခွေးလူမျိုးမိတ်လိုက်နေတဲ့ဖြစ်စဉ်ဒီဖြစ်စဉ်ဟာအတိတ်ကပါဝင်ပတ်သက်တဲ့သူကသူ့ဘူကြီးတက်လာရင်တမတ်ဘူကြီးဇင်လင်းထွတ်ဆိုရာရှိတယောက်ရဲ့ပတ်သက်တဲ့သူဆိုတော့ဒီပတ်သက်တဲ့သူကိုနိုင်အဲ့ဒီခွေးမထွေနဲ့ခွေးတအုပ်ပျော်ပျော်ပါပါမိတ်လိုက်ခဲ့တဲ့ တိမ်ပန်များစွာအချိန်အနေမှာဒါကိုတွေ့မြင်နေမျက်မြင်တက်တည်ဆိုတဲ့သူတွေလည်းအများပြရှင်ဒါပေမဲ့မျက်မြင်တက်တည်တွေဟာတယောက်ပြီးတယောက်ပျောက်သွားကြရတယ်နောက်ဆုံးနှစ်ယောက်ပဲချင်းအဲ့ဒီနှစ်ယောက်ပါတော့မှတယောက်ကပျောက်သွားဒီခုကျွန်တော်ပြောနေရခလာရ15တကယ်မတည်ဘူးဒီဖြစ်စင်မှာရှင်မျက်မြင်တက်တည်တယောက်ကပျောက်သွားပြီတယောက်ပဲကျန်တော့အဲ့ဒီတယောက်ကအခုလက်ရှိရှေ့တန်းမှာဖြစ်တယ်ရှေ့မှာရှေ့နေတဲ့ ဟိုကြီးပေါ့ဗျာအဲ့ဒီကောင်ကိုအပြတ်ရှင်းဖို့အတွက်သူ့ဘာမူကြီးတန်းလှိုင်နဲ့ဥဆောင်ပြီးတော့သူ့ရဲ့သမတ်အပါဝင်ပူပေါင်းပြီးတော့လုတ်ကြံကိန်းလေဖြစ်စေလုတ်ကြံဟိုအစ်စ်မပြေတဲ့အတွက်အခုလိုမျိုးဖြစ်ရမျိုးတွေအချင်းချင်းဘေးရည်လိုက်ကုန်ကြပါတယ်ဆိုတော့ဒီတိုင်းနဲ့ပတ်သက်ပြီးဟိုဘက်ရက်ကတရင်လင်ဖားချနေတဲ့ကောင်တွေဟိုဘက်ရက်ကလော်ဘီကကောင်တွေပြောရဲပါလားဒါကြောင့်ကျွန်တော်ဒီနေ့ ခကြမ်းကြမ်းလေးပြင်ပြနေခြင်းဖြစ်တယ်။ဒီကောင်တွေဒီလိုခင်းကြီးမျိုးကိုဒီကောင်တွေပါဇက်ကအမှန်တရားတွေထုတ်ဖို့ပြောဆိုရဲပါဒါတော့ဗောနော်ရေဘော်ရှယ်လန်နေမြန်မာခါလိုက်ရ55တွေမှာစစ်ကောင်စီဘူကြီးကနေမြန်မာ ူရဲ့ရဲဘော်ရဲ့မိမဖြစ်သူကိုမရင်ချင်းမှုလွတ်ဆောင်ခဲ့တဲ့ဆိုတဲ့တဲ့င်းနဲ့ပတ်သက်ပြီးတော့မှပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့အရင်တော့လည်းကြားထားပြီးသားပေါ့နော်ခုဆိုရင်စစ်ကောင်စီအနေနဲ့သူတို့ဒီတတိယမှာကျွလွနေတဲ့မရင်မှုတွေပြီးတော့မှပြည်သူစာလုံငန်းတွေဆိုတော့ကျွန်တော်တို့မိမဖြစ်သူတွေစီရောတဲ့င်းတွေပြန့်နေနေတာမလို့ပေါ့နော်ဒါကိုစစ်ကောင်စီနဲ့မြို့နယ်တို့အစုကနေပြီးတော့မှတတိယရောက်အရေးယူခိုင်းတဲ့မှုမရှိတဲ့အပြင်သူတို့အနေနဲ့အားပေးရမျှော်လို့ပြီးတော့မှခုဆိုရင်တွန်းတွန်းကြဲကြဲနဲ့ဒီလိုမျိုးကိစ္စတွေဆိုတော့ဖြစ်ဖြစ်နေတယ်ဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှတွေ့ရပဲဖြစ်ပါတယ်ဒါကတော့မြို့နယ်တို့အုပ်စုရဲ့ပေါ့နော်ပြောပြောနေတဲ့ Standard Army ရဲ့ ဲ့တကယ့်ကိုစံထားရတဲ့မော်ဒါတွေနဲ့အချင်းမွတ်တွေကိုကျွန်တော်ထပ်ပြီးတော့မှတွေးရှိရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ပြောင်းကြရနေပြီးတော့မှကြောက်ဖြူမျိုးမှာအေးအေးတွေတိုက်ပွဲကြအဆုံများနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့မျိုးလုံးမျိုးစပြောဆိုထားရတယ်လေကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ကြောက်ဖြူကอืมတိုက်ပွဲကြမ်းနေတယ်နော်တိုက်ပွဲကြမ်းနေတယ်တိုက်ပွဲကြမ်းနေသေးတယ်လောက်လဲစစ်တပ်ကလည်းတည်ရှင်ကြရွတ်ချင်ခုခံနိုင်မှာကြောက်ဖြူမှာတရင်ကနော်ဟို၃ရင်းလောက်ရှိမယ်၃ရင်း၄ရင်းလောက်ရှိမယ်နောက်ထပ်ဒီ ရေးတတ်ရှိမယ်နော်နောက်ထပ်စစ်ကူတွေထပ်ပို့လာလည်းရှိတယ်အဲ့တော့အသေးချာတစ်ခုကတော့အကြောက်ဖြူကအေအေကစီရေးအဖြစ်ဆိုလို့ရှိရင်အตาစည်းမဟုတ်တော့မှပဲကိုယ့်ဘက်ကအဲပြစ်ဆက်ထားတာလည်းရှိတယ်ဒါတော့တည်တယ်နော်ပုံမှန်အဖြစ်ကြောက်မင်းတက်တောင်တို့နော်ဒီအဲ့ဘက်ချမ်းတွေမှာစစ်ပွဲရကြီးပါတာဖြစ်တယ်အဲ့တော့မင်းတက်တောင်ကအခုအေအေလက်အောက်ကိုရောက်သွားပြီရောက်သွားပြီဆိုတော့ကတနည်းအားဖြင့်ဒါကကိုယ့်ဘက်ကနောက်ဆုံးပါတော့လေနော်အဲ့တော့အဲ့တော့ကြည့်ပြီးစစ်တက်ကြီးတာနေပါလို့ပြောလို့ရပါမလားမလွယ်ဘူးဒါပြပြောနေတာကိုယ်တစ်ဖက်ပဲဖြစ်သွားမယ်အဲ့ဒီကိုဆက်ကြော်လာမယ့်ဟေ့ဆိုရှင်ကပြိုင်စစ်ကေ ကြိုင်စစ်ကေရွာကလည်းပျက်စီးသွားပြီကြိုင်စစ်ကေရွာမှာလည်းတိုက်ပွဲကပြင်းထန်နေတယ်အဲ့တော့ဆိုလိုချင်တာကအေအေကခြေလန်းနှလန်းထပ်တိုးသွားပြီအဲ့တော့ကိုယ့်ဘက်ကအမှန်တကယ်ကိုယ့်ဘက်ကတာယိုးမှန်လို့ရှိရင်ကြိုင်စစ်ကေကိုကိုကထိန်းထားနိုင်အောင်ဖြစ်တယ်လို့မင်းတက်တောင်ကိုကိုကသိမ်းနိုင်အောင်ဖြစ်တယ်အဲ့တော့ကိုယ့်ဘက်ကခြေလန်းနှလန်းရှုံလိုက်တယ်ဒါပေမဲ့ကြောက်ဖြူမျိုးကြီးတစ်ခုလုံးတိုက်တာအနေနဲ့ကတော့ခုကံအခုချိန်ဒီခုကံကာကွယ်နေတယ်မဟုတ်လားခင်ဗျားတို့ရဲ့ကာချုပ်ကြည့်ဆိုများအောင်မေးကြပါနော်အခုချိန်ထိခုကံကာကွယ်နေတုံးပဲလားပေါ့နော် တိုက်စစ်တွေမဖော်ဆောင်တော့ဘူးလားအီရန်ကဒရုန်းတွေယာနဲ့ချီချလို့ချသမှာလားအဲ့ပုံကတို့ကတမန်ပေါ့နော်အခုချိန်ထိဒါတို့ရဲနဲ့ရဲ30နှစ်ဟိုတခါတနေ့ကပေါ့နော်ဂိတ်တစ်ရှိတီတိုက်ပွဲပြင်ထန်ခဲ့တယ်လို့ကြားသိရတယ်ဒါမှလည်းပြန်ဆုတ်သွားပါပြီအဲ့တော့ဒီတိုက်စစ်တွေကဂါမယ်ကွေးပတ်မှာရှိတယ်နော်ဂါမယ်ကွေးပုံစံမျိုးပေါ့တိုက်စစ်ကြီးရဲ့နောက်ထပ်ဒီဘက်ချမ်းပေါ့တို့အမ်မလကြုံမလကြုံဘက်ထိမှာအဲ့ဘက်ကျမှာတိုက်ပွဲစစ်မျက်နှာနှစ်ခုကဖွင့်ထားတယ်လို့ကြားသိရတယ်အဲ့တော့သူတို့ဝင်ပေါက်ကလည်း ဒီငွေတန်30နှစ်ပေါက်ရယ်အဲ့ဒီမလက်ကျွန်းပေါက်ရယ်ရှိအဲ့ဘက်ခြမ်းမှာတရုတ် site တွေရှိတာပေါ့နော်အဲ့တော့ဆိုလိုချင်တယ်အကိုဘကအခုချိန်ဒီခုခံကာကွယ်နေတုန်းပါပဲနော်ကြောက်ပြီမျိုးယူထိန်းထားနိုင်မယ်လို့တော့အေးအေးနေနဲ့ဒီထက်ဆက်တူးလာရင်ဒီပေါ့အထက်ရရှိတဲ့ဆောင်ရွက်ချက်တွေပေါ်မှာလည်းအများကြီးမှုတည်ရလေနော်အခုချိန်ဒီကတော့ကြောက်ပြီမျိုးဟာရေခဲပါလို့ပြောလို့ရပါရေခဲပါပဲနော်ရေတန်30နှစ်ဟိုတနေ့ကဒီလေရင်ငွေးနာကိုလက်နဲ့ကြီးနှစ်ခုနှလုံးကြပါစေသူတို့ဘက်ကတင်တာရှိရမလားအဲ့တဲ့ရင်ကို ကြည့်ပါလေကြည့်တဲ့ခါမှာတော့အတိုင်းတာတစ်ခုဒီအတိုင်းအမှန်ပါလေနော်ပြောင်းကြတော့ပါနော်ကြောက်ဖြစ်မျိုးကခုချိန်ထိရေးခဲ့တဲ့ Superman ဂျင်းထဲပြီးတော့မှသူတို့ဘောမတွေကိုပြန်ပြီးတော့ပြောလို့ပြောစားပြောဆိုနေတာဖြစ်တဲ့သူတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတရင်လိုက်ကျွန်တော်တို့ AAC မှာလည်းနေချညံ့ခံတဲ့တရင်တွေကြထိန်ချန်ထားပြီးတော့မှခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကခုပြေဝပြေနဲ့ကြောက်ဖြစ်မျိုးကနေတဆင်ရောင်ကုန်မျိုးကိုထွပြမှုတွေလည်းများစွာရှိနေတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကြားသိနေတာပဲဖြစ်ပါတယ်ကြောက်ဖြစ်မျိုးမှာဆိုတော့စစ်ကောင်စီရဲ့ အမှ30နှစ်ရက်တည်းရဲ့နားမှာဆိုရင်တပွက်တွေဆက်လက်ဖြစ်ပွားနေတာဖြစ်ပြီးတော့မှမတားခင်မှာတော့ကျွန်တော်တို့အနေနဲ့အေးနဲ့ပုံတဖုံတွေရဲ့ပြောပြောလာတဲ့စစ်စွမ်းရည်တရင်တွေကိုလည်းဒီတဲ့ပို့ပြီးတော့အသေးစိတ်တည်ရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွေနဲ့မြင့်ချက်တွေမှာတွေးဆိုနေတဲ့ user တွေကောင်းဆောင်တရားပြမှုကနေပြီးတော့ကလင်းငယ်တွေကိုဘယ်လိုမျိုးချင်းချောက်ပြောဆိုထားမလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဒီရက်တွေသွားမှာလေဒီမှာမင်းကဘယ်သူကစခေါ်တော့ အဘဘလို့ခေါ်တော့လိုင်းလာပဲပါလားဟုတ်ဘလိုင်းပါပြတော့မင်းကသူ့ရဲ့တနတ်တွေတွေ့လို့လားမင်းဘယ်ရတယ်ပြောတာတော့မင်းမလိုင်းတက်တက်မယ်ဆိုတော့ဟုတ်နေမင်းဖုန်းမပါလားတော့ဖုန်းကမင်းကအလုံးဝပြင်းဖုန်းကြောက်မင်းကပါလုံးလုံးရှိတော့ဘယ်နဲ့ရှိပြောင်းကတာဘယ်နဲ့တော့တာဘယ်နဲ့တော့တာရော တော့တော့စက်တနဲ့ညပီတီရတယ်သွားမှာလေကြည့်ကြပါဦးအဲ့မေဒီဘယ်နဲ့ဟိုဒီမှာမေးတာကတော့မင်းကဥဆောင်ခေါ်တာလို့ပြောနေတယ်မဟုတ်ကျွန်တော်ကိုကွားလို့ကွားမယ်လို့ပြောကြတယ်ဘောင်းနေဆိုရင်လက်ဆိုရင်ချောင်းနိုင်တော့တလားခေါ်ကြအကြောင်းနေတာမြင်အခုဘောင်းလေးကအင်းကြီးရောဘယ်သူခေါ်တာတော့မင်း

ဒါတော့ဗနာကလေးတွေက PDF တွေထဲဝင်ခြင်းနဲ့ဆိုပြီးတော့မှသူအနေနဲ့အတင်းချက်ချင်းချောက်ပြီးတော့မှမိမြန်မှုတွေလောဆောင်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးသိရှိထားတဲ့အတိုင်းဆိုတော့ ခုဆိုရင်ကျွန်တော်တို့ဒီပုံမှန်ခေတ္တဥဆောင်တဲ့စကွန်စီတပ်ဖွဲ့ဝင်တွေကိုပြက်ရှင်းနေတဲ့အဖွဲ့တွေကနေပြီးတော့မှတိရယုံမှုတွေအုပ်စုတွေလည်းပေါ့နော်ပြန်ပြီးတော့မှတက်ခတ်မှုတွေလို့ဆောင်မယ်ဆိုပြီးတော့မှကြွေးကြော်ထားကြတာမလို့ဘလူမျိုးတွေဖြစ်လာမလဲဆိုတော့ဆောင်ကြည့်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်တိရယုံမှုတို့စမိုးထင်းချိုးထားတဲ့နေရာတွေမှာဆိုတော့ကျွန်တော်တို့ကလင်းသူငယ်တွေပေါ့ဝဲအတိမပြေသေးတဲ့လူမျိုးလူငယ်တွေများစွာလည်းရှိနေတာပြီးတော့မှသူတို့အနေနဲ့တင်းကျပ်စမိုးထမ်းခိုင်းပြီးတော့မှစစ်တင်တန်းပေးမှုတွေလို့ဆောင်နေတယ်လို့ကျွန်တော်တို့ထပ်ပြီးတော့မှကြားသိနေရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကိုစီကိုအင်တာပိုကနေတက်ဆက်ဖန်ဆီးမှုတွေလိုခိုင်းမယ်ဆိုပြီးတော့မှအားချောင်းပြောဆိုခဲ့တဲ့ကြော်မျိုးမျိုးကိုကိုစီကနေပြတော့မှပဲဘယ်လိုမျိုးဒက်ဆော်ထားမလဲဆိုတာကျွန်တော်တက်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်မတော်မတိုင်းတိုင်းပြောတော့ဟုတ်ကဲ့ကိုစီကိုစီနဲ့ပြောတော့ခိုင်ကိုစီကိုစီနဲ့လူကြီးတော်ကလူကြီးတော်ခင်ဗျားကိုလူလုံးပါဘူးလူကြီးတော်လုံးပါဘူးလားဟိုဘယ်လိုမှရုပ်ကလူလုံးကိုထွက်လိုက်တော့နော်ဝဆာတနာမြောက်ကိုလူလုံးတော့အဲ့ဒီပါအော်အဲ့တော့ဒီကောင်လေးကိုခေါ်တာပေါ့ဝဆာတနာမြောက်လူလုံးကမင်းနဲ့ငါနဲ့ယူပါချင်းရှင်မလားကွာအရက်အမောင်းချင်းရှင်မလားဟမ် အရက်မောင်းချင်းရှင်မလားရုပ်ရည်ချင်းရှင်မလားလူတဲကိုရင်ပေါင်တန်းပြီးတော့နှစ်ယောက်လမ်းလျှောက်ပြီးတွားရဲလားငါအဲ့ဒါလေးပဲပြောတိလားငါအများကြီးမပြောနဲ့ကြုံညုံးမင်းမင်းကတစ်ချက်ဖိတ်ခေါ်လိုက်မယ်တိလားမင်းလောက်ရဲဆိုမင်းလောက်ကြုံရုပ်အမခံနော်ထိုင်းနိုင်ငံကလာခဲ့မြန်မာပြည်ကအများဆုံးရှိတဲ့နေရာမှာမင်းနဲ့ငါနဲ့ငါလုံကြုံရုပ်အမခံပြီးတော့မရဘာဖြစ်ဆိုမင်းကိုချစ်တဲ့လူတွေကများတော့လေနော်အဲ့တော့ထိုင်းနိုင်ငံဆိုတာဥပဒေရှိတဲ့နိုင်ငံဥပဒေမဲ့တဲ့နိုင်ငံပေါ့ဘူးနော်ဥပဒေရှိတဲ့နိုင်ငံတစ်ခုအဲ့တော့ မင်းလုံုံရဲ့မင်းလာနိုင်လားမလာနိုင်တဲ့ခွန်းင်းကပြောထိုင်းနိုင်ငံရဲ့ဥပဒေအောက်မှာအားလုံးရှိတဲ့ပြည်သူတွေဖြစ်တဲ့အဲ့ဒီအထိုင်းနိုင်ငံဥပဒေအောက်မှာပဲမြန်မာပြည်သားအများစုရှိတဲ့နေရာမှာမင်းနဲ့ငါနဲ့ရင်ပေါင်တန်းပြီးတော့လမ်းလျှောက်ရဲလာ fairness ခွင့်ပြုစွာသင်ပေးမယ်ထိုင်းဆိုရရှိမှာမြန်မာပြည်ကကြော်မျိုးမင်းနဲ့ကိုစီနဲ့မြန်မာပြည်သားအများစုရှိတဲ့နေရာမှာရင်ပေါင်တန်းပြီးလမ်းလျှောက်ရမယ်လို့မင်းလုံရင်ရင်ပေါ့နော်လက်ယုံချင်းနဲ့ရှင်လို့ရတယ်နှလုံးရင်ချင်းနဲ့ရှင်လို့ရတယ်စိုက်တဲ့နေရာရှင်စိုက်တဲ့နေရာစိန်ခေါ်လိုက် ဒါမှမဟုတ်ကငါအခုလိုစိန်ခေါ်နေတာငါရှုံးနေပြီနော်မင်းလိုကောင်မျိုးကိုမင်းလိုကောင်မျိုးကိုငါအခုလိုပြောနေရတာငါရှုံးနေတကယ်တော့ကြည့်လားမင်းနေရာမှာခွေးတကောင်ချက်အဲ့ခွေးကြီးကိုထိုင်ပြီးတော့ဟဲ့ကောင်မင်းနဲ့ငါနဲ့ဂုံကြမင်းနဲ့ငါနဲ့ပြန်ကြိုက်မလားပြောရင်တော့ငါနဲ့တိတ်ခါရှိအောင်မယ်ငါအကောင်ပြောတာမင်းတို့ရောက်ချိနေတဲ့အဆင့်တန်းကအဲ့ဒီအလောက်ဖြစ်နေပြီငါဒီပြောတာကျောင်းမင်းမင်းတို့ကမင်းတို့ဘဝကိုမင်းတို့တာယာနေတာတော့မတိဘူးနော်မင်းရောက်ချိနေတဲ့ဘဝကလေအခုမင်းကငါအဲ့လိုပြောနေရတာငါရှုံးနေတယ် မင်းကိုအဲ့လိုပြောရမယ်အစားမခိုးတကောင်အမကျိုးချီထားတိုင်မှာပြီးရင်ဘုတ်ကမင်းနဲ့ငါနဲ့ပြန်ကြိုက်မလားလို့ပြောတယ်ငါတိတ်ခါချီသေးတယ်အဲ့တော့မင်းအဆင်ကဘယ်လောက်ထိဖြစ်သွားလဲဆိုစဉ်းစားကြည့်နော်ညီမပြည်မှာရှိတဲ့လူကြီးအများစုကနော်ငါပြောတာမရှိရင်နော်လူကြီးတန်း90တော့60ဒီပါရှိတယ်မလားအဲ့ဒီလူကြီးအားလုံးထဲမှာအများစုကမင်းကိုအဲ့ဒီအဆင်လောက်ပဲတတ်မှတ်တော့ခွေးလောက်တော့တန်ဖို့မရှိတဲ့အဆင်လောက်ပဲမင်းတို့တတ်မှတ်တော့အဲ့တော့ပကတိအမှန်တရားညီးလို့မရဘူးနော်မယုံရင် ငါ good ပြောလိုက်အပိုင်းကိုယူပြီးတော့မင်း mention ခေါ်လိုက်နော်ကိုစီပြောတဲ့အဟုတ်လားလို့တင်လိုက်မင်းကောက်ကပဲမင်းတင်လိုက်ပြီးလားအဲ့ဒါမင်းရဲ့အစ်စင်တန်းဖြစ်နေတာအဲ့တော့မင်းတို့ဘုရားနေဝင်ချင်ရင်ဘယ်လိုဝင်လဲစဉ်းစားကြည့်ပေါ့ကိုစီရတော့ပါနော်အခုလိုမျိုးအချောင်ပြောဆိုနေတဲ့ ကြော်မျိုးမျိုးတဲ့ကိုစိန်ခေါ်ပြောဆိုထားတာဖြစ်တယ်ဒီကောင်ကတော့ဘယ်လာရဲမလဲပေါ့နော်ကျွန်တော်တို့တိုင်းမှာဆိုတော့ထုတ်ဖို့စနေနဲ့ညီကျွန်တော်တို့ပြည်သူတွေအားလုံးကနေပြီးတော့မှစစ်ကောင်စီနဲ့ဒီလိုမျိုးစစ်ခွေးပေါ်မှာရုပ်ကက်လေးတွေကိုပြန်ရှင်းဖို့စ조사နေကြတာမလို့ကြော်မျိုးမျိုးကဆိုတော့ကျွန်တော်တို့နေပြီးတော့ကနေပြီးတော့မှပဲအားချောင်ပြီးတော့မှကျွန်တော်တို့ကိုတိုက်ခတ်မှုတွေလုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့ရဲ့ကြာရှုံးမှုတွေကလည်းသူတို့ကိုယ်တိုင်ဖွဲ့စုံခါစားသိရှိနေတာမလို့မကြာခင်မှာတော့ကျွန်တော်အားလုံးသိရှိထားတဲ့အတိုင်းပြည်သူတွေအားလုံးကနေပြီးတော့မှပေါ့နော်စစ်ကောင်စီနဲ့ပြူပြူစောထီးတွေပြီးတော့မှပေါ်မှာရုပ်ကက်လေးတွေရှိနေတဲ့နေပြီးတော့ထိလာသိမ့်မယ်ဆိုတာသူတို့ကို တိုင်းဟုဆိုရဲနားလည်သဘောပေါက်ထားပြီးပြီပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ခေတ္တကသတင်းသဘောလေးနားထောင်ကြည့်လိုက်ရအောင်နော်ဒေါအောင်ဆန်းစုကြည်အနေနဲ့အမြန်ဆုံးလွတ်မြောက်ပြီးမြန်မာပြည်ကိုအမြန်ဆုံးဦးဆောင်နိုင်ပါစေလို့တီအန်အလီရဲ့အထွေထွေအတွင်ရင်းမှုဗိုလ်ချုပ်တာဖုံကျော်ကမွနီစုတောင်းစကားကိုသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်တရားဝင်မျှဝေလိုက်ပါတယ်။လက်ရှိအချက်ပတ်စကောင်စီရဲ့မတရားဖန်ဆီးမှုကိုခံထားရတဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ဒီကနေ့ဇွန်လ19ရက်နေ့မှာကြာရောက်တဲ့မွနီအထိတ်မှအဖြစ် ိုင်ငံတော်ကဝင်းနေစူတောင်းစကားတွေအတိအသီးမျှဝေနေတဲ့အချိန်လက်ရှိဆက်အာနာရှင်စနစ်ကိုနိုင်ငံတော်ကတော်လန်ရေးတပ်တွေနဲ့အတူတက်ခိုက်ချင်းမုန်းနေပြီးမြို့တွေလည်းတင်ပိုက်ထားတဲ့ TNL တက်ရဲ့အထွေထွေအတွင်းရေးမှုဗိုလ်ချုပ်တာဖုံးကျော်ကိုရင်ကပါဘောဆတ်စုကြည်အနေနဲ့အမြန်ဆုံးလွတ်မြောက်ပြီးမြန်မာပြည်ကိုအမြန်ဆုံးဦးဆောင်နိုင်ပါစေဆိုတဲ့ဆုတောင်းစကားကိုသူ့ရဲ့လူမှုကွန်ရက်ကနေတစ်ဆင့်အခုလိုတရားဝင်မျှဝေလာပါတယ်။ Happy birthday to our Sasuji အမြန်ဆုံးလွတ်မြောက်ပါစေမြန်မာပြည်ကိုအမြန်ဆုံးဦးဆောင်နိုင်ပါစေ လက်ရှိအချက်ဖတ်စစ်ကောင်စီကလူတကောင်ဆောင်တော်ဆန်းစုကြည်ကိုမတရားပုံမှန်တွင်နဲ့ထောင်နဲ့နှစ်30ကျော်ချမှတ်ထားပြီးအဲ့လိုမတရားအကျဉ်းချခံထားရတဲ့ဒေါအောင်ဆန်းစုကြည်အတွက်ကမ္ဘာတဝန်းကမွေးနေ့ဆူတောင်းပေးထားကြတဲ့ဗီဒီယိုဖိုင်တွေဟာအသက်80အထိမ့်မှအဖြစ်ဗီဒီယိုပေါင်း8000လဲပြည့်သွားတဲ့အပြင်ထပ်ပြီးတော့ကြော်သွားသလိုအခုတခါဇာနာရှင်စနစ်ကိုနိုင်ငံတော်ကတော်လှန်ရေးတပ်တွေနဲ့အတူတိုက်ခိုက်ချေမှုန်းနေပြီးမြို့တွေလည်းတိမ့်ပိုက်ထားတဲ့ PNL တိုက်ရအထွေထွေအတွင်ရမှုဗိုလ်ချုပ်တောက်ဖုံးကျော်ကိုနိုင်ကပါ ဒေါ်စက်စုကြည်အမြန်ဆုံးလွတ်မြောက်ဖို့နဲ့မြန်မာပြည်ကိုအမြန်ဆုံးဥဆောင်နိုင်ပါစေဆိုပြီးမွေးနေ့ဆုတောင်းကိုတရားဝင်မျှဝေလာတာပဲဖြစ်ပါတယ်ခင်ဗျာဒါတော့ပါနော်ကျွန်တော်တို့အမေဆုရဲ့ဒီအသက်ရှင်ဆက်ပြေးမွေးနေ့မှာကျွန်တော်တို့ဒီတော်လန်ရဲဘော်တွေထဲကတော့ဖြစ်တဲ့ TNL ရဲ့ထွေထွေအသွင်ရမှုဖြစ်တဲ့ဘူချိုတာပုံးကျော်ကိုတိုင်ကနေပြီးတော့မှဒီကွန်ပျူတာစကားပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှခုဆိုရင်အမေစုပြန်လည်လွတ်မြောက်ပြီးတော့မှစစ်ကောင်စီနဲ့ဖက်ဆက်အာဏာရှင်စနစ်ဖျော်ချတဲ့နေရာမှာ ပူပေါင်းပါဝင်ပေးဖို့ပါနော်အားလုံးကနေပြန်တော့တောင်းတနေကြတာမလို့သူ့အနေနဲ့ချမ်းချမ်းမနဲ့ပြန်လို့ဖို့အချိန်ကိုပဲစောင့်နေကြတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့ပြည်သူတွေဘက်ကနေပြန်တော့လည်းကျွန်တော်တို့ဒီအမေဆုနဲ့တူတော်လိုင်းရေးမှာရှေ့ဆက်ပြီးတော့မှတောင်းနိုင်ဖို့ဆိုရင်တော့ ခုကလေးကတဖွဲ့နဲ့တဖွဲ့ကြားထဲမှာစီလုံးညာဆိုင်နဲ့ကျွန်တော်တို့ရဲ့ဒီမော်ဒပ်ပန်းတန်တွေကိုချမှတ်ပြီးတော့မှအကောင့်ထဲပေါ်တင်နေပြီပဲဖြစ်ပါတယ်။ကျွန်တော်တို့တော်လန်ရဲ့အရေးတဖွဲ့ဝင်တွေတိတိကနေပြီးတော့မှစစ်ကောင်စီနဲ့ Fixed Nation စနဲ့အပြန်ဆုံးဖြိုချနိုင်အောင်ဝိုင်းဝန်းပြီးတော့မှစူးစမ်းတော့မယ်ဆိုပြီးတော့မှကြီးညာထားတာမလို့အဲ့ဒီအတိုင်းကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့မှလည်းလက်လုံးညီတွေဆိုတဲ့ကိုယ့်ဘက်ကနေပြီးတော့မှတန်နေတဲ့လောက်ပူပေါင်းပေါ်ရင်တက်ခိုက်ပေးမယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့အားလုံးမျိုးမမှန်ထားတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ဆန္ဒတွေဆိုရင်မကြိုက်ခင်မှာတေချာပေါ့ဖြစ်လာမယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောချင်တဲ့ ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချမ်းနဲ့ပြည့်စုံပြီးတော့မှတာရဲချမ်းနဲ့ညချမ်းလေးပန်းဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။